ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အပြစ်ခတ်ရဲစေးထားတယ်လို့ကြီးညာထားတဲ့စစ်ကောင်စီက NU ဘော်ကနေရီကန်ဘူဟာစခန်းအနားမှာကာကင်းစခန်းအစ်စ်တွေကိုအခိုင်အမာတိုးရှိတိဆောက်ပြီးစစ်အင်အားဖြည့်တည်နေတယ်လို့သိရပါတယ်။ Ambedan လမ်းဘော်ကနေရီကန်ဘူဟာစခန်းအနီးနားမှာစစ်ကောင်စီဘက်ကဧပြီလ2ရက်နေ့ကနေ22ရက်နေ့အကြာ ပထမအကြိမ်အပြစ်ခတ်ရဲစေးခဲ့တဲ့ကာလမှာ ကင်းစခန်းငယ်အစ်စ်တွေတိုးရှေ့တည်ဆောက်ပြီးအင်အားဖြည့်တင်းနေရဖြစ်တယ်လို့မြေပြင်ဒေသခံစီးတည်င်းမြေအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်။နေဤကံဘူဟာစခန်းအနားမှာ အရင်ကရှေ့စခန်းနောက်စခန်းဆိုပြီးရှိတာကနေ အခုဆိုရင်အလီမာရောဘေးပတ်ဝန်းကျင်မှာရောပပက်လီနေဤကံဘူဟာစခန်းကိုကာရန်ထားတယ်လို့မျိုးအစ်စ်တည်ဆောက်ထားတယ်လို့သိရပါရယ်။လက်ရှိနေဤကံဘူဟာစခန်းမှာအင်အား900လောက်အထိရှိပြီး ကာကင်းစခန်းတည်ဆောက်ထားတဲ့နေရာကစစ်ကောင်စီအင်အားနဲ့ပေါင်းရင်ထောင်နဲ့ရှိရှိနိုင်တယ်လို့စီးတည်ရင်မြစ်တယောက်ကပြောဆိုပါရီး